ဒီဘွဲတွေမှာဒိုင်းရလဲလုံးဝကိုတည်ရလဲကိုသူလူချင်းနေတာဂါနာချိုးသားလူပေးဆိုရင်လဲကျွန်တော်အသင်းတိုက်စင်ကဒီထဲပို့ပြီးတော့ကြည်ရတာပို့ပြီးအဆင်ပြေလာမှာအခုကအသင်းရဲ့တိုက်စင်မှာသူတယောက်တည်းပဲယုံအားတိုးအားလှုပ်အားရှိတာမှန်နေပွဲပြီးကန်ဒီအသင်းတိုက်စင်ကိုကြည်လိုက်ပါဦးရက်စမော့ဝိုင်လန်ရဲ့ဒေါ်ဘီကော်ရဲလာရဲ့ခရစ်စတီရဲ့အရီဆင်ရဲ့ကျွန်တော်တို့ဘလို့လို့ခိုးရမှာလဲဒီတိုက်စစ်ကနေပြီးတော့ Hello အားလုံးပဲမင်္ဂလာပါ United Red Sox ကနေကြိုးစားပါတယ် United တက်တို့ကတော့ Europa League ရှုံးထွက်ပွဲစဉ်အဖြစ် Real Sociedad အသင်းရဲ့အင်ကွင်းကိုတွားရောက်ရှိပြန်ကစားရတဲ့နေရာမှာတစ်ဖက်တစ်ခုသည်တည်ရလက်ထွက်ပေါ်ခဲ့တယ်ဒီပွဲရဲ့ကစားပုံကရှေ့ဖူဟန်နဲ့ပွဲရလို့ပဲကစားပုံကမဆိုးဘူးအခွင့်အရေးတွေကရတယ်ဒါပေမဲ့ဂိုးကမရဘူး ဒါပေမဲ့ကျွန်တော်တို့ပွဲပြီးခင်နီးမှာတော့ရှုံးမလို့လို့အနေထားထီအောင်ရောက်ခဲ့သေးတယ်။အဓိကပနက်တီပေးရပြီးတော့ဝမ်ဝမ်ဖြစ်သွားတဲ့အချိန်မှာအသင်းကလုံးဝပြိုဆင်းသွားတာပေါ့နော်။ဒီပွဲစဉ်မှာဒိုင်းယာလည်းလုံးဝကိုတည်ရလက်ကိုသူလိုချင်နေတာ။အဲကျွန်တော်တော်ယုံဒိုင်းယုံမပြောဘူး။ဒါပေမဲ့ဒါအရန်တည်တာနေလို့ပြောတာဗျာ။ဒိုင်းယုံအပြစ်ပြောရလည်းမဟုတ်ဘူး။ဒီပွဲထဲရဲ့ဖြစ်စဉ်တစ်ခုအနေနဲ့ပြောပြ။ဒိုင်းကဒီပွဲစဉ်မှာသူကတည်ရလိုချင်နေတာ။ပထမစည်းစည်းဖြစ်နေတော့က United ကောင်တာပောက်သွားပြီးလွတ်သွားတဲ့အလုံးတယောက်ချင်းတွေ့တော့မှာအဲဒီလုံးကအမှန်ဆိုရင်ဒိုင်းကဒါကို advantage ပေးရမှာဗျာပွဲကိုဆက်ကစားခိုင်းပြီးသူအဝါခဲ့ကြခြင်းနဲ့ဆိုလဲပြီးမှဆိုစီတဲ့ကစားသမားကိုပြလို့ရတယ်အခုက United တို့ကလွတ်သွားကကြမှာဖောင်းပေးလိုက်ပြီးတော့တဲကြီးမဲကြီးပြေးလာပြီးပြီးတော့ဘာလုပ်လဲဆိုတော့ဆိုစီတဲ့ကစားသမားကိုအဝါခဲ့ပြရတယ်ပြီးမှ AC ပြလဲရတယ်ဗျာ DR ပွဲကိုဆက်ပြီးကစားစီရမှာဒီမှတခါ ပြီးတော့ပန်နတီကိစ္စမှာလည်းနှစ်ဖက်အသင်ကစားသမားတွေတောင်မသိဘူးဘသူမှလည်းစောတဲ့ကတက်မနေဘူးဒါကိုပဲပြီးရပန်နတီပြန်ကြည့်ခိုင်းပြီးတော့ပန်နတီပြေးလိုက်တယ်ပွဲပေးကန်ဒီအချိန်ပုံ9မိနစ်မှလည်းဆိုစီတဲ့ဘက်ကတောင်းကန်ပေါ်ရတယ်တောင်းကန်ပေါ်လည်းမကန်ခိုင်းဘူးပွဲကိုဇွတ်ပြီးပလိုက်တာဒါကပွဲတဲကဖြစ်စဉ်တစ်ခုအနေနဲ့ပဲပြောပြတာဒိုင်နီကတော့ဒီလိုပဲဒိုင်နီနဲ့ပတ်သက်ပြီးတော့အများကြီးသိတ် မပြောချင်ဘူးပေါ့နော်ကိုယ့်ရဲ့အသင်းကတကယ်သာကောင်းခြင်းနဲ့ဆိုရင်ဒိုင်းနေဒီလိုလှုပ်တာကိုလေကိုယ့်ဘက်ကကြော်လွားနိုင်မှရမယ်အသင်းကတကယ်ကောင်းနေရင်ဒိုင်းနေသူတို့ပါပဲလှုပ်ချင်လှုပ်ချင်လှုပ်လို့မရဘူးလေကစားသမားတွေအနေနဲ့ပြောရမယ်ဆိုရင်လေဒီနေ့ပွဲမှာဒီကိုဒါလို့တို့ ငန့်ချက်ကပြောနေကြတော့မလို့ပထမပိုင်းဒီ Resmen Wildland အတယောက်တည်းလွတ်သွားတယ်။သူနဲ့ Resmen Wildland နဲ့နှစ်ယောက်လွတ်ထွက်သွားတယ်အလုံးမှာဆိုတေချာပေါက်ထိုးပေးရမှာ။ဒါကိုထိုးမပေးဘူး။မမြင်နာလားစဉ်းစားနေရလား။ဘာမှန်းကိုမသိဘူး။အိုင်နာဝင်းကျင်မှာဒီကိုဒါလိုကဘောလုံးထိတဲ့အတိုင်းကိုမာနေရ။အသင်းကရသွားခဲ့တဲ့ဂိုးမာကသူ့ရဲ့ဆွမ်းဆောင်ကြီးပါတယ်ဆိုပေမဲ့တပွဲလုံးအတိုင်းအတာနဲ့ကြည့်ခဲ့ခဲ့မယ်ဆိုရင်ဒါလောက်ကညံ့တာကပုံများတယ်။သူနဲ့တွေ့ပြီးပြောရမှာခါနာချို ကာနာချိုကြောင့်လည်းပွဲတိုင်းကိုတမျိုးမိတမျိုးကိုပြောနေရတာပဲဒီနေ့ပွဲမှာရူဘန်အင်မိုရီယံကာနာချိုကိုဘယ်ဘက်ချမ်းမှထားတယ်ဆိုရင်သူကအတွင်းရုံချိုးချိုးဝဲမိလူမပေးဘဲနဲ့ညာနဲ့ကန်တော့တော့ဒီကောင်ကိုညာဘက်ချမ်းမှထားတယ်ဒီကောင်ကိုညာဘက်ချမ်းမှထားရင်တော့ဒီကောင်ကဘယ်ဘက်မှာလောက်တော့အရန်ကြီးသူကန်မှုအမတန်မှု ဒီတော့သူလူပေးဖို့စဉ်းစားရပေါ့ဒီနေ့ရခဲ့တဲ့ကိုမှလည်းသူချိုးပေးလိုက်လို့ခိုးရတာဘယ်ဘက်ချမ်းမှသာအဲ့လိုအနေထားအဲ့လိုပိုစရှင်ရရင်သူလူပေးမှာမဟုတ်ဘူးရအောင်ကန်သွားမှာကန္နာချိုးသာလူပေးဆိုရင်လည်းကျွန်တော်အသင်းတိုက်စင်ကဒီထက်ပိုးပြီးတော့ကြည်ရတာပိုးပြီးအဆင်ပြေလာမှာအခုကအသင်းရဲ့တိုက်စင်မှာသူတယောက်တည်းပဲယုံအားတိုးအားလှုပ်အားရှိတာမှန်နေဒါပေမဲ့ဒီသူ့ရဲ့အတူအလုပ်တွေကနေကျွန်တော်တို့ကအကျိုးမရဘူးဖြစ်နေတာသူကဖြုံးလိုက်တာတွေကများနေတာဟုတ်တကယ်ဆိုသူကတိုးမယ်လှုပ်မယ်ပြီးရနေရလို့ရှိတဲ့ သာသမားတွေကိုပြေးပြီးစော့မယ်ဆိုရင်အတင်းတိုက်ဆက်ကတိထက်ပို့ပြီးအစဉ်ပြေးလာတယ်အခုကသူကတိုးနေလှုပ်နေတာပဲရှိတယ်ဒီတိုးချင်းလှုပ်ချင်းရရလာတဲ့အကျိုးသက်ရောက်မှုကကျွန်တော်တို့ကအတင်းကအပြည့်အဝခံစားရအောင်သူကဖြုံးတိတာများနေတာလူကြတော်မပေးခြင်းမူကြံတော့ ကိုရလားဆိုတော့ကိုလည်းမရဘူးဒါကိုမှလူစားလက်ရင်သူကမကြည့်မနဲ့ကလှုပ်သေးတာလူကိုကြည့်လိုက်တော့အသက်ကလည်းလက်တော်လောက် experience နဲ့လက်တော်လောက်ဘာမှ proven လဲလှုပ်ပြသေးတာမဟုတ်ဘူးဒါကိုဆိုတော့သူ့ကိုလူစားလက်ရင်သူကမကြည့်မနဲ့အသင်းတိုက်စစ်ကတိုင်ပတ်နေတော့သူ့ကိုအားကိုးနေရတယ်လို့ဖြစ်နေရအောင်ဒီကောင်ကသိတယ် အဲဒီတော့သူကအဲ့လိုမျိုးမကြင်မနဲ့တွေသူကလှုပ်ရတာသူ့ကိုလူစားလဲတယ်ဆိုရင်မင်းကကောင်းလုံးလို့အသင်းကတအားကိုနေရတာမဟုတ်ဘူးအသင်းကတိုင်ပတ်နေလုံးလုံးဒါမင်းကအကောင်းဆုံးလို့ဖြစ်နေတာအနူတော့လူကြောပဲ ဘာမှမဟုတ်တာမဟုတ်အလောက်ကြီးသူကြည့်တော့ဒီတရားဒီလုံးကိုအတွင်းကောကဒီလက်တစ်ဖက်မပြေဘူးဒါကိုမသိရင်ဘလွန်ဒီရော6လုံးလောက်ရထားတဲ့ကောင်တို့လှုပ်ပြနေရဒါမျိုးတွေမြင်ရတာသိပ်ပြီးအစင်မပြေဘူးယာဒီနေ့ဘက်မှာပက်ထရစ်ဒေါ်ကူလည်းညံ့နေခံစင်ပိုင်းမှာမဆိုးဘူးလို့ပြောလို့ရတယ်ဆိုပေမဲ့တိုက်စင်မှာတော်တော်ညံ့နေသူကလည်းရှေ့မှာ၃ဘွဲ့လောက်အနားရထားပြီးတော့ဒီနေ့ဘက်ပြန်ပါလာတော့အဲကောင်းလာမယ်ပိုကောင်းလာမယ်ထင်ထားတာနော်ပိုပြီးတော့ညံ့သွားတယ်ရက်စပွန်ဝိုင်လန်နဲ့ပတ်သက်လို့တော့အားလုံးလဲစိတ်ပြေနေကြမှာအမှန်ပဲ ဒီကသားသမားကသူ့မှာငကိုရှိတဲ့ striker ဆက်ကိုပြောင်းနေတာတချို့ဘောလုံးတွေကသူကဘောလုံးလက်ခံပြီးအနောက်မှာဂိုးပေါ်ရှိတယ်ဗျာ speed လည်းအလို့ရှိတယ်ဒါဆိုရင်သူအနောက်ကိုလှည့်ထွက်ပြီးတော့တန်းကန်ရတဲ့အလုံးတွေမှာတော့သူကဘောလုံးကိုဒီအကြက်သေးကိုဆွဲပြီးမှပြန်လှည့်ခြင်းနေတယ်အဲဒီ soft ချက်တရားကိုသူကမှားနေပြီဒါတွေကပါဇက်ကပြောသလောက်မလွယ်ဘူးဆိုတာကိုသိရသဘောပေါက်တယ်ဒါပေမဲ့ resonant wine land ကအရင်တုန်းကသူဒီလိုမျိုးလှုပ်ပြခဲ့ဘူးတာရှိတယ်ဗျာဒီလိုလှုပ်ပြခဲ့ဘူးတာတွေတော့အခုသူ့စီကမမြင်ရတော့လို့ပြောနေရတာ တဲ့ကစားမားတွေကတော့ထိုးထိုးထူးထူးအများကြီးပြောရတာတော့မရှိပါဘူး။ကက်စမဲရောထုံးစံအတိုင်းပဲဘာမှအားရသေးရမရှိဘူး။နောက်တန်းကတော့အသင်းနောက်တန်းကတော့မဆိုးဘူးလို့ပြောလို့ရတယ်။ဒီလစ်ကောင်းတယ်၊လန်ယူရိုကောင်းတယ်၊မာဇာရာဝီရောနည်းနည်းလေးရှိတ်ကီမူးမန့်လေးရှိတယ်ဆိုပေမဲ့အဆင်ပြေပါတယ်။ဘရူနိုဖာနန်ဒက်ကတော့အများကြီးပြောရမလို့ဘူး။ကွင်းတကွင်းလေးကိုကြည့်လိုက်။ဘောလုံးဟိုအဆင်တန်းရှိရှိကစားနိုင်တာသူတယောက်ပဲရှိတယ်။ သူ့စီဘောလုံးရောက်မှာပဲတခုခုပြောင်းလဲလို့ရတာအသင်းကသွင်းယူခဲ့တဲ့တလုံးကြီးသောဂိုးမှာတော့ကက်စမီရိုကနေဒီကိုဒါလော့ဒီကိုဒါလော့ကနေကနာချိုခန္ဓာချိုကနေဂျိုရှူဝါဇက်စီဇက်စီကနေဆက်ချခိုင်းစီထိတ်ကနေကံမင်းသွားတယ်ပေါ့နော်တစ်ဖက်ဆိုစီတဲ့ဂိုးသမားအားနေတယ်လို့လည်းပြောလို့ရရှာတယ်ဒါပေမဲ့ဇက်စီကလောစီတော့ကျွန်တော်တို့အသင်းတိုက်စင်မှာတော့အကောင်းဆုံးကသမားလို့တော့ပြောရမယ်ဒီကသမားကစကီကောင်းတယ်တက်ကနစ်ကောင်းတယ်ဗျာနည်းနည်းလေးလေးနေတာတခုပဲဒါပေမဲ့ဒီနံပါတ်10နေရာမှာတော့သူတဖြည်းဖြည်းနဲ့တော့ ပို့ပို့ပြီးအဆင်ပြေလာတယ်လို့တော့ပြောရမှာပဲတကယ်လည်းစူးစမ်းပြီးကစားတယ်ရူဝင်မွေကတော့ကာနာချိုထုတ်ပြီးတော့အရီဆန်တို့ကိုထည့်ပြီးသူစူးစမ်းကြည့်တယ်ဒါပေမဲ့အသင်းတိုက်စစ်က လုံးဝရုံးကန်နေရတယ်ပေါ့နော်ကာနာကျိုထွက်သွားပြီးနောက်ပိုင်းမှာဂျော်ရှူဝါဇက်သီးရဲ့ Resmond Wildland ရဲ့ Aggression ရဆိုတော့ကြတော့လေအသင်းတိုက်စစ်လေးတော်တာမဆမ်းပါဘူးပွဲကဝမ်းဝမ်းဖြစ်သွားပြီးနောက်ပိုင်းမှာအသင်းကပို့ပြီးရုံးကန်လာရတယ်တိုက်စစ်မှာလည်းတိုးမဲ့လုံးမဲ့သားသမားလိုတယ်ကျွန်တော်တို့အရန်ကုန်တန်းအောင်ကြည့်လိုက်တော့လေတိုးနိုင်လုံးနိုင်တဲ့ကောင်မရှိဘူးဒီတော့နေပြလူငယ်သားသမားလေးဖြစ်တဲ့ Dobby ကိုလည်းတိုက်စစ်မှာထည့်ပြီးတော့ပြေးခိုင်းတယ်ရုံးခိုင်းတယ်သူ့မှာလည်းလှုပ်ရှားတာပဲရှိရဗျပွဲပြီးကန်ဒီအသင်းတိုက်စစ်ကိုကြည့်လိုက်ပါဦး ရက်စမော့ဝိုင်လန်ရဲ့ဒေါ်ဘီကော်ရဲလာရဲ့ခရစ်စတီရဲ့အရီဆင်ရဲ့ကျွန်တော်တို့ဘလို့လို့ခိုးရမှာလဲဒီတိုက်စစ်ကနေပြီးတော့အသင်းကစားဖို့ကတိုးတက်လာလေးပြီးတော့ရှိပါတယ် တို့ရှိအရင်ပွဲတွေကဆိုကျွန်တော်တို့ဒီ chance down creation မလုပ်နိုင်ခဲ့တဲ့ပွဲတွေရှိတယ်ဗျာအခုနောက်ပိုင်းပွဲတွေမှာတော့အခွင့်အရေးတွေတော့ဖန်တီးနိုင်လာတယ်ဒါပေမဲ့တိုက်စစ်ကဒီအခွင့်အရေးတွေကိုအသုံးမချနိုင်ဘူးဆုံးမချက်တွေကိုမမှန်ကန်ကန်မချနိုင်ကြသေးဘူးပေါ့နော်ဒီတော့အချုပ်ဆိုရရင်တော့အသင်းကရက်လက်ပိုင်းအရာတော့အရင်ကြီးစိုးရတယ်လို့ပြောလို့မရဘူးစိုးစီတဲ့အိမ်ခွင့်မှာဘောင်းဝမ်းတည်ကြခဲ့တာကျွန်တော်တို့အိမ်ခွင့်မှာပြန်ပြီးတော့အနိုင်ယူလိုက်ရင်ရတယ်စိုးစီတဲ့ကလည်းခြေကညံ့နေဗျာသူတို့ကဘောလုံးကင်ထားပဲရှိရတိုက်စစ်ကတော်တော်ညံ့နေသူများတွေကစိုးစီတဲ့ကိုဘာလို့ချီ းကျူးနေတော့မသိဘူးကျွန်တော်ကြည့်ကြအောင်ဆိုစီတက်ကကောင်းကောင်းမကောင်းဘူးကျွန်တော်တို့အသင်းကတော့ဝစားပုံဒါသေးတယ်အစောပိုင်းနေမှာဘဝန်းဖြစ်သွားပြီးနောက်ပိုင်းမှသာဆိုစီတက်ကနည်းနည်းလေးကောင်းလာဒါကလည်းကျွန်တော်တို့အသင်းကကြသွားတာလည်းပါတယ် maybe ဆိုစီတက်ဘက်ကဇူပီမန်ဒီမပါလို့လည်းဖြစ်ရင်ဖြစ်မှာပေါ့နော်ဒါပေမဲ့အဲပွဲမှာချင်းနေကြရတော့ဆိုစီတက်ကအရင်ကြီးကောင်းတဲ့အသင်းတော့မဟုတ်ပါဘူးသူတို့နောက်တန်းမှာဘောလုံးကိုင်းနေရပဲရှိတယ်တိုက်စစ်ကိုထိထိရောက်ရောက်တော့ဘာမှလုံနိုင်ရမရှိဘူးပေါ့နော်ဒီတော့ကျွန်တော်တို့အိမ်ခွင်းမှာတော့ဆိုစီတက်ကိုနိုင်မယ်ဆိုရင်နိုင်အောင်ကန်လို့ရတဲ့အနေအထားမျိုးမှရှိတယ် ကဲအဲ့တော့အားလုံးပဲဘယ်လိုထင်ကြလဲဝင်ရောက်ဆွေးနွေးသွားပြကြပါဦးကြီးစုပေးတဲ့သူတွေအားလုံးကျေးဇူးများကြီးတင်ပါတယ်ရုပ်ရှင်နှစ်သက်သူများအတွက် Netflix Prime Video Disney Plus HBO Max Apple TV တချင်းနားထောင်ရတာနှစ်သက်သူများအတွက် Spotify Apple Music များကိုအကောင်းဆုံးဝန်ဆောင်မှုများဖြင့် Zoche Crew ရဲ့ Facebook Page သုံးခုဖြစ်တဲ့ Zoche Netflix Fan မြန်မာစိတ်တိုင်းကြ Digital Paradise တို့မှာ ွယ်ယူအပ်ပေးလို့ရပါတယ်။ Telegram ကနေတဆင့်လဲဖွယ်ယူလို့ရပါတယ်။ Page တွေရဲ့သက်ဆိုင်ရာ link တွေကို video ရဲ့ description မှာထည့်ပေးထားပါတယ်။